ရုရှားနိုင်ငံမှာမျိုးသမီးဥယေဟာမျိုးသားဥယေထက်အသီးသသာပိုများနေပါတယ်။ဒါဟာကမ္ဘာပေါ်မှာလိင်ခွဲခြားမှုအလိုက်လူဥယေမမြင်မြမှုအကြီးဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်သွားပါတယ်။မကြသေးမီကထုတ်ပြန်ကြရရရုရှားနိုင်ငံမှာမျိုးသားထက်မျိုးသမီးဥယေဟာ၁၀သန်းကျော်လောက်ပိုများနေပါတယ်။ခံမှန်းကြေအားဖြင့်မျိုးသမီး89.2သန်းရှိပြီးမျိုးသား66.8သန်းသာရှိပါတယ်။ဒီလိုခွာချက်ဖြစ်ပေါ်နေခြင်းဟာသမိုင်းကြောင်းဆိုင်ရာဖြစ်ပြနေ၊ကျန်းမာရေးဆိုင်ရာကွာခြားချက်တွေကြောင့်လည်းဖြစ်ပါတယ်။ ရုရှားမျိုးသားတွေဟာမျိုးသမီးတွေထက်ပြင်းမြသက်တမ်းပိုတိုပါလေအမျိုးသားတွေမှာအရက်တောက်သုံးမှုနှုန်းမြင်မာတာစစ်လေတောက်တာနှလုံးရောဂါဖြစ်ပေါ်မှုမြင်မာတာအန္တရာယ်များတဲ့ပြုမှုတွေပုံမှုလှုပ်ဆောင်ခြင်းစစ်ပွဲတွေမှာပေါင်းဝင်ခြင်းတို့ကြောင့်သက်တမ်းပိုတိုရတာဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ပဝင်တမိုင်းကြောင်းတစ်ချောင်းဖြစ်ခဲ့တဲ့စစ်ပွဲကြောင့်မျိုးသားဥယျာဟာတိရစ္ဆာန်ဆုံးရှုံးမှုများခဲ့ပြီးလူဦးရေဖွဲ့စည်းပုံကိုနှစ်ပေါင်းများစွာအထိတိုက်ခိုက်သင့်ပါတယ် ဒီလိုလူဦးရေကွာခြားချက်ကြီးဟာရုရှားနိုင်ငံလူမှုရေးစီးပွားရေးနဲ့နိုင်ငံရေးအဆရှိတဲ့ကဏ္ဍများစွာအပေါ်မှာတက်ရောက်မှုတွေရှိစေပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။2030မှာကမ္ဘာတဝန်းကိုလျှက်စစ်တအားပေးနိုင်မယ်လို့ယူဆတဲ့ဂျာမနီရဲ့နျူကလ িয়ার ဓာတ်ပေါင်းဖော်ကြီးကတော်တော်နာမည်ကြီးနေတယ်လို့သိရပါတယ်။ဒါကိုဂျာမနီရဲ့ဖြူရှင်းစွမ်းရင်အောင်မြင်မှုလို့ဆိုပါတယ်။ဂျာမနီရဲ့ Wednesday 78 nuclear fusion တပောင်းမှုဟာကမ္ဘာလုံးဆိုင်ရာစွန့်ရင်ရဲ့အနာဂတ်ကို ပြန်လည်ရေးသားနေပါတယ်။သိပ္ပံပညာရှင်တွေဟာ plasma ထိန်းချုပ်မှုမှာစံချိန်တွေအောင်မြင်မှုရရှိခဲ့ပါတယ်။ဒါဟာနေစွန့်ရင်အရင်းမျိုးကိုတူးယူပြီးအကန့်အသတ်မဲ့တန်ရှင်းတဲ့စွန့်ရင်ထုတ်လုပ်မှုအရေးကြီးတဲ့ခြေလှမ်းမှာ atom ကိုခွဲပြီး radio တတိကြွအမိုက်တွေကိုဖန်တီးတဲ့ nuclear fusion နဲ့မတူပဲ fusion ဟာ hydrogen atom တွေကိုပေါင်းစပ်ပြီးညီညွတ်မှုဒါမှမဟုတ်ရေရှည်စွန့်ပြစ်မှုမရှိဘဲကြီးမားတဲ့စွန့်ရင်ထုတ်ပါတယ်။ အင်ဂျင်နီယာတွေကဒီလိုနည်းပညာဟာရုပ်ကျင်းလောက်စားသောဓာတ်အားဖြင့်စိုံထောင်ပေါင်းများစွာစားထိုးနိုင်ပြီးကဘာဂျိုးအတွက်လက်တွေ့အားဖြင့်အကန့်အသတ်မရှိတဲ့တန်ရှင်တဲ့လေးစစ်ဓာတ်အောင်ကိုပေးစွမ်းနိုင်မယ်လို့ယုံကြည်ပါတယ်။ Mass Planck Plasma ယူရိုပါဗီရာသိပ္ပံမှာလက်ပတ်နေတဲ့ Wedderstein 78ဟာ Plasma ပူချိန်ကို Sinigrate တန်တရာကျော်ထိတည်ငြိမ်စွာရောက်ရှိခဲ့ပြီးသူတွေတီတီဟာပထမဆုံးအမေရိကန်စွမ်းအင်စမ်းသပ်မှုအတွက်ဓာတ်အားလိုက်နဲ့ချိန်ဖို့ပြင်ဆင်နေပါတယ်။ အောင်မြင်ခဲ့ရင်ဂျာမနီကထိန်းချုပ်ထားတဲ့စင်စက်မပြတ်ရွှေရှင်းကိုအောင်မြင်တဲ့ပထမဆုံးနိုင်ငံဖြစ်လာနိုင်ပြီးကမ္ဘာပေါ်မှာရှိတဲ့အိမ်တိုင်းမြို့တိုင်းနဲ့လျှက်စစ်ကားတိုင်းကိုစွန့်ရင်ပေးနိုင်မယ့်မှတ်တမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။ကျွမ်းကျင်သူတွေကဒါကိုစွန့်ရင်ဖိုးတန်ဆိုရင်တနာလို့ခေါ်ပြီးရုပ်ကျွေးလောက်စာခစ်ကိုအဆုံးသတ်ပြီးတော့နောင်လာမယ့်မျိုးဆက်တွေအတွက်ရေရှည်တည်တဲ့နဲ့စွန့်ရင်အနာဂတ်ကိုအာမခံနိုင်စွမ်းရှိပါတယ်။